ားအလုံးမဲ့မင်္ဂလာပါဒါကတော့ 3D 3D တဲ့မှာ3 5 2ထွက်ပြီးရင်ဒါဖြစ်ဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍလေးတွေအဲ့ဒီကဏ္ဍလေးတွေတဲ့ရမှာဒါဒါကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးတစ်ခွက်ဒါကိုဒါကဏ္ဍလေးဖြည့်ထားတယ်ပြီးတဲ့ခါမှာမှဒီဒီကဏ္ဍတစ်ခွက်ထက်ယူဆပြမှာမဟုတ်ဘူးနောက်ထပ်ဖြစ်နိုင်ခြေတွေတော်တော်များများရှိတယ်စုစုပေါင်း12ခွက်ထွက်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တစင်ချင်းတည်တည်ချာချာလေးယူဆ ်ရှင်းပြပေးမယ်ဟိုစိတ်ဝင်စားတယ်ဆိုရင်တည်တည်ကြိုင်လေးကြည့်ပါဒါဖြစ်နိုင်ခြေတွေပဲပေါ့ဖြစ်နိုင်ခြေဖြစ်နိုင်ခြေကိုပဲရှာလို့ရတယ်ဖြစ်ဘာဖြစ်မလဲဆိုတာမသိဘူးဆိုတော့ကဒါပထမဆုံးဒါယူဆထားတဲ့ဒီကနန်းလေးကိုဒါအရင်ထည့်ပြမယ်ကျွန်တော်ယူဆထားတဲ့ပုံစံလေးကိုပေါ့ဒီ၃လုံး၃အဲ့ဒီ၃လုံး၃လို့ဖြစ်တဲ့အချိန်မှာဒီလို၃လုံး၃ဆိုရက်ခါတာနှစ်ထိပ်တစ်လုံးယူဆလို့ရတယ် နှစ်ကြိမ်ဖြစ်ထလို့ပေါ့နှစ်ကြိမ်ဖြစ်ထလို့ဒီပုံစံလေးသုံးကြိမ်ဆက်ယူစားတယ်ဒီဒုတိယဒုတိယတစ်ကြိမ်မှာလည်းဒီသုံးလုံးရှစ်ဒီလိုသုံးလုံးရှစ်ဒီလိုဖြစ်တယ်ဆိုရက်ခါတာသုံးထိပ်နှစ်ထိပ်သုံးထိပ်ဒါမျိုးလေးတွေဖြစ်ထလို့ဒီပုံစံလေးနဲ့ဖြစ်ထတယ်လို့ဒါမြင်မိလို့ဒီလိုလေးထင်လိုက်လို့ဒီလိုလေးဒီသုံးလုံးသုံးဟာလည်းအဲ့ဒီပေါ့နှစ်ကြိမ်အတိုင်းသုံးလို့ဆက်ဖြစ်သွားမှာဆိုရင်ခွန်ပေါ့ဒါကြောင့်မို့ဒီခွန်တစ်လုံးကိုထည့်ထားလိုက်တာ ပြီးတဲ့ခါမှာအလဲတလုံးအလဲတလုံးကဒီ၃လုံးပေါင်း၅အဲ့ဒီလို၃လုံး၅ဖြစ်ပြီးတဲ့၅ဖြစ်ပြီးတဲ့အချိန်မှာဒီလို၃လုံး၅လို့လိုက်ဖြစ်တယ်ပေါ့အပေါ်နှစ်ချိန်မှာဖြစ်ထားလို့ဒီတိုင်းလေးဆက်ယူမှာဆိုတော့နှစ်အလဲတလုံးအဲ့ဒီလိုပဲဒီ၃လုံးပေါင်းခြင်း၁၁လို့ဖြစ်တဲ့အချိန်မှာလဲဒီလို၃လုံး 1လို့ပြန်ဖြစ်သွားတယ်3ညအလယ်ဆိုတော့ဒါ2ချိန်ဖြစ်ထားပြီဒီပုံစံလေး3ချိန်ဆက်ဖြစ်မယ်ဆိုရင်ဒါအလယ်တစ်လုံးကိုယူဆလို့ရလို့ဆက်ယူဆလိုက်တယ်ဆိုတော့ဒီ3လုံးပေါင်းရဲ့1ပေါ်2ချိန်အတိုင်းဒီလို3လုံး1လို့ဖြစ်အောင်6အလယ်တစ်လုံးကိုထည့်လိုက်တာဆိုတော့ကဒါ quantity 6ပိတ်ဖြစ်သွားပြီဒီ5တစ်လုံးကတော့ဒါသူဖြစ်နေခြင်းသဘောလေးရတယ်ဒီ6ထိပ်ဖြစ်နေခြင်းလေးကို ိုက်လို့ယူထည့်လိုက်တာသူကဒီလိုဒီ၃လုံးခွန်ဒီလို၃လုံးခွန်လို့ဖြစ်တယ်ဆိုရခတာဒီယူစားထားတဲ့နှစ်အလဲကိုခုပေါင်းပြီးတဲ့ခါမှာဒါခွန်ခွန်၃လုံးခွန်ဖြစ်ခိုင်းလိုက်တာဆိုတော့ဒါခွန်ပိတ်တလုံးအဲ့ဒီလိုပဲဒီ၃လုံးပေါင်းရလဲခွန်လို့ဖြစ်တယ်ဒီလို၃လုံးလဲခွန်လို့ထပ်ဖြစ်တယ် ကိုယ်ပိတ်ဖြစ်သွားတယ်ဒီဒီဒီတုံညအလဲတိုင်းလေးကိုမူတီးပြီးတော့ဆက်ယူလိုက်တာပေါ့ဆိုတော့အဲ့ဒီပုံစံလေးအတိုင်းဆက်ယူလိုက်မှဆိုရင်ဒီ၃လုံးပေါင်း6ဟာဒီလို၃လုံး6ဖြစ်အောင်6ဖြစ်အောင်ထည့်ထားတဲ့အတွက်ကြောင့်မို့လို့ဒီ၅ကိုတွင်းလိုက်တာဆိုတော့ तू ကဒီ၅တလုံးလည်းမဟုတ်ဘူးဒီဒီကနန်း၃လုံးဟာအလုံးအသေးကြီးယူဆလို့မရဘူး तू အမြင်အထင်သဘောတရားလေးတွေအရဒါသူကကနန်းအပြောင်းလဲလေးတွေဒီအားလေးတွေကိုကျွန်တော်တစင်းချင်းယူဆပြီးတော့ကနန်းလေးတွေကျွန်တော်ရေးရေးသွားမယ်နောက်ဆုံးမှမှဒါ final အချော့ကနန်းလေးပြန်ပြင်လိုက်မယ်ဆိုတော့ကသူကဒီလိုလေးအဲ့ဒီလိုဖြစ်ပြတဲ့အချိန်မှာဒါဒါနောက်နောက်ထပ်မြင်ထားတာလေးပေါ့ဒီ၃လုံးပေါင်းနှစ်အဲ၃လုံးပေါင်းတယ်လေ sorry နှလုံးပေါင်း66နှလုံးပေါင်းခြင်းနှစ်အဲ့ဒီနှစ်ဟာဒီလိုနှစ်လို့ဖြစ်ပြီးတော့ ခွန်ပိတ်ဝင်နေဆိုပြီးတော့ခွန်အပိတ်တလုံးကိုတီးကြယူရင်လည်းရတယ်အဲ့ဒီလိုမျိုးပဲဒါနောက်ထပ်တစ်ချိန်မှာလည်းဒီနှလုံးပေါင်းခြင်းငါဟာဒီလိုသုံးလုံးငါလို့ဖြစ်တယ်ဆိုတော့ခါကိုပိတ်ဝင်နေကိုပိတ်တလုံးတီးကြယူဆလို့ရတယ်အဲ့ဒီလိုမျိုးသူဆက်ဖြစ်အောင်မယ်ဆိုရင်ဒီနှလုံးမှာသုံးလို့ဖြစ်ထားလို့ဒီလိုသုံးလုံးသုံးလို့ဖြစ်အောင်မယ်ဆိုရင် အပိတ်ကိုဒီလို အလယ်နဲ့နွယ်ပြီးတော့မှယူဆတဲ့ပုံစံမျိုးမဟုတ်ဖက်နဲ့ဒါအပိတ်တလုံးကိုတိကျပုံစံလေးယူဆမယ်ဆိုရင်ဒါ6တလုံးယူလို့ရတယ်ဆိုတော့ဒါ865 866ဒါမျိုးတွေထွက်လာဖို့ပေါ့ပြီးတဲ့ခါမှာဒီခွန်ဒီလို3လုံးခွန်ဟာဒီလို3လုံးခွန်ဖြစ်တယ်ဆိုပြီးတော့မှ ဒီသုံးလုံးခွန်ကဒီသုံးလုံးခွန်ဖြစ်တယ်အလဲပေါ်မှာမူတည်ပြီးတော့မှဒီဒီပထမတစ်ချိန်မှာအလဲမှာမူတည်ပြီးတော့မှယူထားတယ်ပေါ့ဒီမှာလဲတွေ့ရတဲ့အချိန်မှာလဲဒီသုံးလုံးခွန်ဒီသုံးလုံးခွန်ဒီလိုဖြစ်တယ်ဆိုတော့ဒီတစ်ချိန်မှာဒီသုံးလုံး6ဟာဒီသုံးလုံး6ဖြစ်ဆိုပြီးတော့မှ6အလဲပေါ်မှာမူတည်ပြီးတော့ငါးကိုထည့်ထားတာငါးပိတ်ကိုထည့်ထားတာဆိုတော့အဲ့လိုမဟုတ်ဘူးဒီသုံးလုံး3ကဒီသုံးလုံး3ဆိုပြီးတော့မှ6ဝင်လိုက်လို့ရှိရင်9 6 9နဲ့6နဲ့အလဲတိုင်းအလဲက9နဲ့အခုအခုဖြစ်နေချင်းရှိတဲ့6နဲ့ပေါင်းမယ်ဆိုလို့ရှိရင်ဒါ तू က1လို့ဖြစ်ထားလို့3လုံး6ဖြစ်အောင်3လုံး6ဖြစ်တော့အောင် तू ကိုဒီမှာ9တလုံးကိုထည့်မှာ9 9 6ဆိုပြီးတော့မှဒီဒီဘက်က3လုံး6 3လုံး6ဒီလိုမျိုးဖြစ်သွားမယ်ဆိုဆိုတဲ့အခါ6ပိတ်ကိုဝင်လို့ရှိရင်9အလဲ you you ထည့်တင်သေးတယ်ပေါ့ तू ကဒီလိုမျိုးလေး ပြီးတဲ့ခါမှာဒီခါမှာဒါကဏ္ဍလေးထည့်လိုက်မယ်ဆိုရင်965 0 66ဒီလိုဖြစ်ပြီပြီးတော့965 66ဟိုအပိတ်အပိတ်တလုံးကလည်းတီးကြယူဆလို့ရရတော့ကြောင့်မို့လို့ထိတ်လေပိတ်ဒါမျိုး966လို့ယူရင်လည်းရတယ်ဒီ နောက်နှလုံးပေါင်းခြင်းဖြစ်စဉ်နေနဲ့96 96 5ဒါမျိုးတွေလည်းဒါထက်ထက်လိုက်တယ်ပေါ့ပြီးတဲ့ခါမှာပြီးတဲ့ခါမှာ तू ကအင်းကြည့်ရင်လည်းကဏ္ဍနေထက်တိုးပြောင်းမလားမသိဘူးဆိုတော့ဟုတ်ပြီဒီခါမှာ तू ကနောက်တွဲလေးတွေဒီ65 66 96 ီခါတွေပါဆိုလို့ရှိရင်ဒါ6 6အလဲနဲ့ဆိုင်တာ6566 6နှစ်ခုရှိတယ်9အလဲနဲ့ဆိုင်တာ96တခုပဲရှိတယ်ဒါနောက်ဟိုအပြောင်းလဲလေးတခုထပ်ပြီးတော့ထည့်ပေါ်ကြသူကအဲ့လိုဒီပုံစံလေးဒီ3လုံးပေါင်းခြင်းခွန်ခွန်ပိတ်လို့ဒီမှာဖြစ်တယ်သူထိတ်နဲ့ပိတ်ဒီလို3လုံးပေါင်းခြင်းခွန်ဖြစ်လို့ဒီမှာခွန်ပိတ်ဖြစ်တာခွန်ပိတ်ဖြစ်လို့ဒီ3လုံးပေါင်းခြင်းခွန်ဖြစ်သွားတယ်လို့ဒါမျိုး အပြန်လိုက်ယူရင်လေသူကဖြစ်နိုင်ရှိတာဒုတိယအကြိမ်မှာလည်းဒီသုံးလုံးပေါင်းခြင်း၉လို့ဖြစ်တယ်ဒါသုံးအပိတ်ဝင်အဲသုံးထိပ်ဝင်သွားတယ်ဆိုတော့ကအဲ့ဒီသုံးလုံးပေါင်းခြင်း၉ဟာအပိတ်ဒါမျိုးလည်းဖြစ်တယ်ဆိုတော့ကဒီဒီမှာခွန်ထိပ်ကိုထည့်ထားတဲ့အခါကျတော့ဒီသုံးလုံးပေါင်းခြင်း၄လို့ဖြစ်နေဆိုတော့အပေါ်နှစ်ကျင်းယူဆမှုနဲ့ဒီသုံးလုံးပေါင်းခြင်းကအပိတ်ဆိုလို့ရှိရင်ဒီမှာ၄တလုံးကိုခွန်ထိပ်ကိုသုံးလို့ရှိရင်၄ပိတ်တလုံးပါထည့်ပေးရအောင် ဒီလိုပုံစံမျိုးဖြစ်နေဆိုတဲ့ခါတာခွန်6 4ဆိုပြီးတော့လာတကွက်ထက်လိုက်တယ်အဲပြီးတဲ့ခါမှာလာတကွက်ထပ်တို့လို့ရတယ်အဲ့ဒါနောက်ကဏ္ဍဖြည့်တဲ့ခါမှာပဲထပ်ပေါင်းထက်လိုက်တော့ဒီ၄ကိုထည့်လိုက်ပြီဆိုရင်၄အပိတ်ဖြစ်လို့ဒီလို၃လုံးပေါင်းရင်၆ဖြစ်မယ်ဆိုရင်၃လုံးပေါင်းရင်၆ဖြစ်မယ်ဆိုလို့ရှိရင်ခွန်တစ်လုံးပေါ်ကထည့်ရတော့မှာခွန်ခွန်၄တွဲတစ်ခုပေါ့ခွန်ခွန်၄ဆိုတဲ့ကဏ္ဍတစ်ကွက်ကိုပါထပ်တို့ရမယ် ပုံစံဖြစ်နေပြီဟုတ်တယ်အဲ့အဲ့အဲ့ဒီကွက်ကိုပါထည့်ရမယ်ဆိုတော့ဘီဒါအခုလောလောဆယ်ကဏ္ဍဖြစ်တဲ့နေရာမှာအဲ့ဒီကွက်ကြံနေခဲ့ပြီဆိုတော့ဒါနောက်ထပ်နောက်ထပ် तू ကအဲ့ဒီခါမှာဒီပုံစံလေးဖြစ်တဲ့ချိန်မှာဒီမှာငါးပိတ်ကိုသုံးမယ်ဆိုရင်ခွန်ပိတ်ထားလို့ခွန်ခွန်ထိတ်တစ်လုံးနဲ့ထားလို့မရတော့ဒီ၅ဖြစ်လို့ဒီ၃လုံးပေါင်းချင်း၅ဆိုလို့ရှိရင်သူ့ကိုသူ့ကို ရှစ်တလုံးထည့်ပေးရအောင်ရှစ်ထိပ်တလုံးဒီဒီဒါဒါမှလည်းဒါကဏ္ဍရေးတာမှားသွားတယ်တကယ်တမ်းဒါရှစ်ဖြစ်ရမှာ၅ပိတ်ဆိုရင်ရှစ်ထိပ်တလုံးမှာထည့်ဆိုရက်ကဒါ၈၆ဒီလိုဖြစ်မယ်ဒါဒါလေးပါပြန်ပြင်ပေးမယ်ပြီးတဲ့အခါဒီမှာ6ဆိုတော့ဒီ3လုံးဒီ2လုံး3ဒီလို3လုံး3ဒီလိုဖြစ်ပြီးတော့မှဝင်လာတဲ့ ဒီ6အပိတ်တကယ်ဝင်သွားမယ်ဆိုရင်ဒီ6ဖြစ်လို့ဒီ3လုံး6ဆိုရင်သူ6ပိတ်ကိုသုံးရင်6ထိပ်တစ်လုံးဟောပါထည့်ပေးရအောင်ဒီ3လုံး6ဆိုရင်6တစ်လုံးကိုထည့်မှာ3လုံး6ဆိုတဲ့အခါတမှာ666ပြီးတော့956ဒါမျိုးလေးတွေထည့်ပေးရမယ်ဒီ965ဆိုတာမဟုတ်ဘူးเนาะအဲ့ဒါတကယ်သူက665လို့ရေးရမှာမရေးမိသွားတယ် ပြီးတဲ့ခါမှာဒါဒါက6အလဲကိုယူဆလိုက်တဲ့အချိန်မှာဒါပေါ်ပေါက်လာတာလေးတွေပေါ့ပြီးတဲ့ခါမှာနောက်ထပ်ဒါလေးဒီနှလုံးပေါင်းခြင်း66နှလုံးပေါင်းခြင်း2အဲ့ဒီနှလုံးပေါင်းခြင်း2ဟာဒီလို3လုံး2လို့ဖြစ်တဲ့ခွန်ပိတ်ယူတယ်လို့ယူရင်လည်းရတယ်လို့ဒီလို3လုံး2လို့ပါထပ်ဖြစ်တယ်2ထိပ်အဲ2အလဲဝင်တယ်လို့ယူရင်လည်း तू อ่ะ အပေါ်နှစ်ချိန်မှာအထာကျနေပြန်တာပဲဒီမှာလဲဒီနှလုံးပေါင်းခြင်း9ဒီလို3လုံး9ဆိုပြီးတော့ကိုယ်ပိတ်ကိုကိုယ်ပိတ်ဝင်တယ်ပြီးတဲ့အခါဒီလို3လုံး9လို့ပါဖြစ်ပြီးတော့3ည3ညအလယ်ဝင်သွားတယ်ဆိုလို့အဲ့လိုယူရင်လဲ तू ကယူလို့ရဆိုတဲ့အခါ तू ကအတွဲလိုက်ပေါ့နောက်တွဲအတွဲလိုက်ကြာနေတဲ့ပုံစံမျိုးလေး ရှိတယ်ပေါ်နေတယ်ဆိုတဲ့အခါသူ့ကိုဆက်ယူဆိုတဲ့အခါဒီနှလုံးပေါင်းခြင်း၃၃ရဆိုတဲ့၃ဖြစ်ထားလို့အဲ့ဒီ၃ဟာဒီလိုဒီလို9နှစ်6ဆိုပြီးတော့၃လုံး၃ကိုယူပြီးတော့6ပိတ်ကိုသုံးထားပြီဆိုတော့ကနောက်ထပ်ဒီလို၃လုံး၃လို့ပါဖြစ်ပြီးတော့နှစ်အလဲတစ်လုံးထပ်ပြီးတော့မှဝင်မယ်ဆိုရင်လည်းသူဝင်လို့ရတယ်ဆိုတော့ကဒီ ီနှစ်လည်းဟာ6အပိတ်နဲ့တက်ဆိုင်တယ်၄အပိတ်နဲ့တက်ဆိုင်တယ်၅အပိတ်နဲ့မတက်ဆိုင်တော့ဘူးငါဒီဒီ6 6ကိုမှီပြီးတော့မှ၃လုံးပေါင်းချင်း6ယူထားတာဆိုတော့အဲ့ဒီပုံစံလေးကိုဒီမှာလည်းထပ်ပြီးတော့ယူဆအောင်ဆိုတော့ခါဒီမှာသူကနှစ်အလဲကိုထပ်လိုက်လို့ရှိရင်ဒီမှာခွန်6 4ခွန်ထိတ်ခွန်ထိတ်ဆိုလို့ရှိရင်သူပုံစံအရ၄ပိတ်ကိုတုံးထားတော့တဲ့ကြောင့်မို့လို့ဒီမှာ နှစ်အလဲကိုထည့်လိုက်လို့ရှိရင်ဒါခွန်နှစ်လေးဆိုပြီးတော့ဒါတကွက်ဒီလိုခွန်ခွန်လေးဆိုတော့တကွက်ကိုလည်းထည့်ဖို့မေးသွားပြီးတဲ့အခါဒီလိုခွန်နှစ်6ဒါမျိုးထည့်လို့ရပြီဒီဒီဒီ6လဲနဲ့ပြီးတဲ့အခါဒီမှာဒီ3လုံး6ဒီလို3လုံး6လို့ဖြည့်အောင်မယ်ဆိုရင်ဒါနှစ်အလဲကိုမူတည်ပြီးတော့မှာ နောက်နှလုံးပေါင်းခြင်းတစ်ခုကိုဆွဲယူလိုက်မယ်ဆိုရင်ဒီသုံးလုံးပေါင်းခြင်းဟာဒီသုံးလုံးပေါင်းခြင်း6လို့ဖြစ်အောင်ကိုတလုံးကိုထက်ဆိုရက်က9 9ခုနှစ်ကိုဆိုရက်ကနန်းတစ်ကွက်ထွက်လာပြီဆိုတော့ဒီကိုဒီဒီ6ကြောင်း6ကိုထည့်လို့ရှိရင်6ကိုထည့်လို့ရှိရင်ကိုထည့် ဒါမျိုးလေးတွေရှိတဲ့ခါကျတော့ဒီမှာဒီကိုကိုထက်ရင်လဲကိုပိတ်ဝင်လိုက်လို့ရှိရင်၃လုံးပေါင်းချင်းကိုလို့ဖြစ်သွားရအောင်ဒါဆိုရင်သူ့ကို၃လုံးပေါင်းကိုဖြစ်အောင်နှစ်ထိပ်ဖြစ်ရမယ်နှစ်ထိပ်တစ်လုံးကိုထက်ရမယ်နှစ်ခါနဲ့သုံးထားတဲ့အားထဲမှာဆိုရင်ဒါကိုထိပ်ကိုထက်ရင်အဲကိုပိတ်ကိုထက်ရင်နှစ်ထိပ်ပါတွဲပြီးတော့မှထက်ပေးရမယ်ဆိုတော့ကဒါနှစ်နှစ်ကို ဒီလိုဖြစ်သွားမယ်ပြီးတော့269ဆိုပြီးတော့လက269 269 229 69မဆိုင်ဘူးဟုတ်တယ်ဟုတ်ပြီဒါဒါပဲရှိမှာပြီးတဲ့ခါဒီမှာခွန်26ဆိုတဲ့ကဏ္ဍမှာလက်ခွန်26ဆိုလို့ရှိရင် तू က3လုံးပေါင်းရင်6ဖြစ်အောင်6ထိပ်တစ်လုံးထည့်ရမှာမို့လို့6ပိတ်နဲ့3ထားတဲ့ကဏ္ဍမှာဆိုရင်ဒါ ကိုနှစ်ချဒီလိုမျိုးလေးတွေထည့်ပေးရမယ်ပြီးတဲ့ခါဒီမှာဒါဒါ9 9ຫມို့ဘူး8ဆိုတော့စုစုပေါင်းကဏ္ဍ3 3 3 3 6 8 10 7စုစုပေါင်း73ကွက်ထွက်မယ်ခွန်း၄ပိတ်ကိုသုံးရင်ဒီ၃လုံးပေါင်းရင်6ဖြစ်အောင်ခွန်းအလဲတစ်လုံးကိုပါထည့်ဒီဒီလိုပုံစံလေးနဲ့ဒါကဏ္ဍတစ်ကွက်ထပ်တိုးပေးမယ်ဒါကဒါယူဆထားတဲ့ကဏန်းလေးတွေကိုဟိုကဏန်းဘလို့ထည့်တယ်ဆိုတာကိုနားလည်သွားအောင်ဒီလိုမျိုးလေးတစင်ချင်း ရှင်းပြထားတယ်ဆိုတော့ဒီဟာတွေတည်းရမှာဒါဖြစ်နိုင်ခြေရှိတာကတော့အလုံးဖြစ်နိုင်ခြေရှိတာပဲအဲ့ဒီထဲမှာကျွန်တော်ကြိုက်တာခွန်65ဆိုတဲ့ကဏ္ဍကိုဒါ ship break အသွားလေး ਨੇ ဒါသဘောကျလို့ဆိုတော့ ship break ဆိုလို့ရှိရင်ဒီမှာခွန်2 9တို့ဘာလို့လဲထိုးလို့ရတာပဲခွန်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 4ဆိုရင်လည်းကျုံးဝင်တာပဲဆိုတော့ကျွန်တော်အဲ့လိုလေခွန်ခွန်65ကိုကြိုက်မိလို့ခွန်65ကိုမန်တိုင်းပြုတ်ပြီးတော့မှ channel လေးတွေကိုကျွန်တော်ရစပြလိုက်တယ် ဆိုတော့ဒါကနန်းလေးကိုအချောတက်လေးထည့်လိုက်မယ်ကျွန်တော်ဒါတဆင်ချင်းကနန်းယူဆပုံလေးတွေအစဟိုစိတ်ဟိုနားလည်နိုင်မယ်ထင်တယ်လို့ကျွန်တော်လဲဒါဟိုတည်တည်ချာချာရှင်းပြပြောပြထားတယ်ပေါ့ဆိုတော့နားလည်လိမ့်မယ်ထင်ပါတယ်အဲ့ဒီစောစောတုန်းကယူဆပြခဲ့တဲ့ကနန်းအလုံးကိုထည့်လိုက်လို့ရှိရင်ဒီလိုကနန်း73ခွက်ထွက်လာမယ်ဆိုတော့စောစောတုန်းကပြခဲ့တာမှဒါ ဟိုခွန်ခွန်လေးဆိုတဲ့တကွက်မပါခဲ့ဘူးပဲခွန်ခွန်လေးကိုထည့်ရတဲ့အကြောင်းရင်းဟာလေးပိတ်ကိုထည့်ရင်ဒီမှာ333ညဆိုပြီးတော့၃လုံးပေါင်းရင်6ကြောင်းလေးပိတ်ကိုထည့်လို့ရှိရင်405ဆိုပြီးတော့၃လုံး6ဖြစ်အောင်ဒီလိုထည့်ပေးလိုက်တာဆိုတော့ကျန်ကျန်တာတွေအားလုံးက तू ကဒီပုံစံရဆိုရှင်ဒါနောက်နှလုံးပေါင်းခြင်း1ပေါ့နောက်နှလုံးပေါင်းခြင်း1လေးပေါင်းတာအားလုံးယူထည့်ထားတဲ့သဘောပဲဆိုတော့ ဒါယူဆထားတယ်လို့ဆက်ဖြစ်မယ်ဆိုရင်ဒီကဏ္ဍ73ခွက်ထက်မှာပောက်ွက်ပါသွားပါလိမ့်မယ်ဆိုတော့ဒါကိုယ်ကြိုက်ရတာ break လေးတွေအခြားတွဲလုံးလေးတွေဒါထိတ်အပိတ်ဒါမျိုးလေးတွေနဲ့ယူဆပြီးတော့ဟိုညှိနှိုင်းပြီးတော့အသုံးပြုပါယူဆထားတယ်လို့ဆက်ဖြစ်ပါစေစုတောင်းပေးပါတယ်ကျွန်တော် channel လေးကိုဒါ subscribe မလုပ်ရသေးလို့လှုပ်ထားခြင်းရင် subscribe လေးလှုပ်ထားပေးပါ 2D ရော 3D ရောကျွန်တော်ဒါရက်နီးနီးလာလို့ရှိရင်ကျွန်တော်ထင်ရမြင်ရ ကျွန်တော်ယူဆလို့ရတဲ့ပုံစံလေးတွေအတိုင်းပဲကျွန်တော်ယူဆပြပေးပါတယ်ဒါဖြစ်တာမဖြစ်တာတော့ကံတရားပဲဆိုတော့ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးတွေကိုဒါ 2D ပဲကြည့်ကြည့် 3D ပဲကြည့်ကြည့်ဗီဒီယိုလေးတွေကြည့်လို့ရှိရင် VPN လေးခံပြီးတော့ကြည့်ပေးကြစေလို့ပါတယ်ဆိုတော့ဒါကျွန်တော်အတွက်အထောက်ပံ့လေးဖြစ်စေပါတယ် VPN ခန်းကြည့်မှပဲ तू ကကြော်ညာဝင်တာကြော်ညာဝင်မှအဲ့ဒီကြော်ညာကားလေးကို तू က Google ကနေပြီးတော့မှပေးတာလေးကိုရတယ်ပေါ့ဆိုတော့ဒါကြောင်ညာမဝင်ဘဲနဲ့ကြည့်ရင်တော့ကျွန်တော်ဘာလည်းမရဘူးဆိုတော့ခံကောင်းကြပါစေစေရနာကောင်းကြပါစေမြတ်တာထားနိုင်ကြပါစေဆုတောင်းပေးပါတယ်